ဘန်ကဟီဘလက်ရဲ့အစွမ်းနဲ့မြို့ထဲမှာမီးလောင်နေတဲ့အဆောက်အဦတွေကနေလူတွေကိုလိုက်ကယ်ပေးနေပြီမဲ့စနေတာစိတ်ပဲရှိသေးရကြောင်းလဲသူ့ရဲ့အကြိုက်ဆုံးဆူမိုဆလမာကတ်တွေမြင်ငငန်းတက်လူချင်းနေရဖြစ်ပါတယ်။နိုင်တယ်မှာပါတဲ့အေလီယန်ခေါ်ဂျူသားတွေရဲ့အစွမ်းကိုအရင်တက်ပို့ပြီးအသုံးချနိုင်နေပြီဖြစ်ပေမဲ့နိုင်ကအချက်မပြခင်မှာတော့လူသားအသွင်ကိုပြန်မပြောင်းတတ်သေးရကြောင်းအချိန်မပြည့်မချင်းဘန်ကအဲ့အတိုင်းနေနေရတာဖြစ်ပါတယ်။ လက်ရှိမြို့ထဲမှာဖြစ်ပျက်နေတဲ့မိလာမှုတွေကဗန်ဓမြတိုက်ဖို့အတွက်အာရုံလွှဲထားတာဖြစ်ပြီးအဲ့ဒါကိုတည့်ရဲ့ဗန်တို့ကနောက်ကနေအေးအေးဆေးဆေးလိုက်ဖမ်းနိုင်ခဲ့ပြီးမြေအချိန်ကောင်းမှမှလူသားအသွင်ပြောင်းပြောင်းသွားတာကြောင့်ဒီဒီချိန်မှာတော့ရဲတွေကိုပဲအားကိုးလိုက်ရပါတယ်။ဗန်ကမရင်ကျက်သေးတဲ့စစ်နေသားကလေးတယောက်ဖြစ်တာကြောင့်သူကူညီပေးခဲ့တဲ့လောရက်တွေအတွက်ချီးကျူးခံကြည်နေရဖြစ်ပြီးသူ့ဟီးရိုးတယောက်လို့လည်းအတိမပြုခံကြည်နေခဲ့တာဖြစ်ပါတယ်။အဲ့ဒီအချိန်ဝါရှင်တန် DC မြို့ရဲ့တပ်ခိုင်းတနေရာမှာတော့ဒေါက်တာအာနီမိုဆိုတဲ့သူကတရိတ်ဆန်တွေကိုလှုပ်ဝဆွာဆန်းတက်နေပြီးအခန်းကလာတောင်းတဲ့တိုက်ပတ်ရှင်ကိုပါသူ့အသွင်ပြောင်းလိုက်တဲ့အေယာမဖာကြီးနဲ့၆လန့်လိုက်ပါတယ် သူတီထွင်တာရဲ့ transmodulator က zero မျိုးစိတ်တွေကို mutation ဖြစ်သွားတဲ့အထိပြောင်းလဲပေးနိုင်တာဖြစ်ပြီးစက်ကိုပြည့်ပြည့်စုံအောင်လုပ်နိုင်မှုတော့ပစ္စည်းတချို့လိုအပ်နေသေးတာဖြစ်ပါတယ်။အဲ့ချိန်ဘန်ကတော့ zero center ထဲမှာ gray matter လို့ခေါ်တဲ့ဖားအရွယ်ဂျိုသားအတွင်းနဲ့သူလိုချင်တဲ့ goal ကလာ sumo slammer ကတ်ကိုလိုက်ရှာနေခဲ့တာဖြစ်ပြီးလူတွေကိုကူညီပေးခဲ့ပေမဲ့သူထင်သလိုတော့ဂုံပြုတ်မခံခဲ့ရတာကြောင့် desperado ဆန်ဆန်တကူကောင်းစိတ်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။သူလိုချင်တဲ့ sumo slammer ကတ်ကိုတွေ့လိုက်ရပေမဲ့အဲ့ချိန်ဒေါက်တာအန်နီမိုကဇေဝက်ဆန်နာရဲမှာသူလိုအပ်တဲ့ပစ္စည်းကို fighter လို့လာလူနေရဖြစ်ပြီးနိုင်ကအစမ်းရောက်မပြောင်းသေးရကြောင်းလဲဘာမှမလုပ်ဘဲငြိမ်းခံနေလိုက်ရပါတယ်။ အိမ်မွေးတိရစ္ဆာန်အတန်းမကဟမ်စတာနဲ့ကြက်တူရွေးကိုလည်းမြူတေးရှင်းအသွင်ပြောင်းလိုက်ပြီးမြက်ဘန်ကအခုချိန်ထိနိုင်ယူတော့လို့မရသေးတဲ့အတွက်စကိတ်စီးပြီးရင်ဆိုင်မှုဆုံးဖြတ်လိုက်ပါတယ်ကျွမ်းကျင်စွာပဲဟမ်စတာကောင်ကိုဆင်တွင်နဲ့ပြီးအောင်ဆော်လိုက်နိုင်ပြီးမြက်ဒေါက်တာအာနီမိုကတော့ထွက်ပြေးလို့မြောက်သွားခဲ့ပြီးဆန်နာရဲ့ပတ်ရှင်ကလည်းသူ့ရဲ့စတိုးကိုကယ်တင်ပေးလိုက်တာကြောင့်ဘန်လိုချင်တာရှိရင်အလကားယူသွားဖို့ပြောလိုက်ပါတယ်ဘန်ကတော့သူ့အကြိုက်ဆုံးဆူမိုဆလမာကတ်ကိုယူဖို့တွေးလိုက်ပြီးမြက်အဖိုးမက်စ်ကတော့အခုချိန်မှာအရာတွေကိုအရေးဆိုင်နေရမှာမဟုတ်ပဲဒေါက်တာအာနီမိုကိုရအောင်တားရမယ်လို့ဆုံးမလိုက်ပါတယ် ောက်တာအာနီမူကတရိတ်ဆန်ကုသရေးသိပ္ပံမှာလွန်ခဲ့တဲ့9နှစ်ကသူတေသနာပညာရှင်တယောက်ဖြစ်ခဲ့ပြီးလူမဟုတ်တဲ့ဇီဝသက်ရှိတွေကိုတရေပြောင်းလဲနိုင်ခဲ့ပေမဲ့သူစ조사ခဲ့သလိုစုမရခဲ့ရကြောင်းပြောင်းလဲသွားခဲ့တာဖြစ်တဲ့ကြောင်းသိသွားကြပါတယ်အဲ့လိုနဲ့ဒေါက်တာအာနီမိုဝင်သွားတဲ့အမျိုးသားပြတိုက်စီကိုရောက်လာခဲ့ကြပြီမြေအာနီမိုရဲ့ဆန္ဒချက်ကတစ်ဆုံမိသားဆယ်ရီကိုတော့အသက်ပြန်သွင်းနိုင်တဲ့အဆင့်ထိရောက်နေပြီဖြစ်တဲ့အတွက်ရှေးခေတ်စင်ရိုင်းတကောင်ကအသက်ဝင်လာခဲ့ပါတယ်။အဲ့ဒါကြောင့်ဘန်က 4M လို့ခေါ်တဲ့လက်လေးဘက်ဂျိုသားအသွင်ပြောင်းလိုက်ပြီးစီကြီးကိုတိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်အဖိုးမက်စနဲ့ဂွန်ကတော့ဒေါက်တာအာနီမိုနောက်ကိုအရေးစုံပြီးလိုက်လာကြပါတယ်။ ဒါပေမဲ့ဒိုင်နိုဆောအယိုးစုကြီးတစ်ခုလုံးကိုတော့အသက်ပြန်သွင်းလိုက်တဲ့အတွက်အဖိုးမက်စ်လို့လည်းအနားတက်လို့မရတော့ပဲဂွန်ကိုလည်းကျက်တူရွေးကြီးကခြိသွားခဲ့ပါတယ်။ဘန်ကတော့ 4M ရဲ့ကြီးမားတဲ့ခွန်အားနဲ့တောင်မှဆင်အန်းကြီးကိုရင်ဆိုင်မှုရုံးကနေခဲ့ရပေမဲ့မဖြစ်မနေပွဲသိမ်းမှုလိုအပ်လာတဲ့အတွက်နှမောင်းကနေဆွဲလှည့်ပြီးအနိုင်ယူပစ်လိုက်ပါတယ်။ပြရတဲ့အန်နီမွေးရဲ့ကျက်တူရင်တက်ကိုလိုက်သွားပြီမြေလေတိုက်ဆိုင်သွားနိုင်ယူကအချိန်ပြည့်သွားတဲ့အတွက်အဖိုးမက်စ်ရဲ့ဘန်ကားကိုပဲအားကိုးလိုက်ရပြီဒေါက်တာအန်နီမိုကသူမရခဲ့တဲ့တိတ်ပန့်စုကိုယူဖို့သွားနေရမှန်းသိသွားကြပါဗျာ အဲ့အချိန်မှာပဲဖျော်စင်ထိတ်မှရှိနေတဲ့ကွမ်စီကဖုံးဝင်လာခဲ့တာကြောင့်ဘန်ကလည်းသူ့အမအကိုအရင်ကဲဖို့ဆုံးဖြတ်လိုက်ပြီး stick flying လို့ခေါ်တဲ့ net sock ကောင်ဂျိုသားနဲ့အချိန်မီလက်မတင်နဲ့ကက်တင်နိုင်လိုက်ပါတယ်။ stick flying ကလေထဲမှာဆိုရင်အရှောင်အတိန်တောင်ရဲကောင်းတဲ့ကောင်ဖြစ်တဲ့အတွက်ကျက်တူရရန်ကနေသူ့အမအကိုကက်တင်ပေးနိုင်ခဲ့ပြီးဒေါက်တာအာနီမိုစီကိုတော့ဆက်လိုက်လာခဲ့လိုက်ပါတယ်။ genius ဖြစ်ပေမဲ့လမ်းမရောက်သွားတဲ့အာနီမိုကတော့ဒေါက်တာကယ်လီစီကသူ့နဲ့ထိုက်တန်တယ်လို့ယူဆထားတဲ့စုကိုတွားပြန်ယူခဲ့ပြီးဘန်ကအချိန်မီရောက်လာခဲ့ပြီးမြဲလေတစ်ချက်လောက်ပြန်ပြီးအစော်ခံလိုက်ရပါတယ်။ အနမ်းမှာတော့သူကြိုက်တဲ့ဆူမိုဆလမာကတ်ကိုတွေ့ပေမဲ့ဟီးရိုတယောက်ဖြစ်နေတဲ့အတွက်ဘန်ကလှုပ်သိတဲ့အရာကိုပဲရွေးချယ်လိုက်ပြီးဒေါက်တာအာနီမိုကိုအမြင်မှန်ရအောင်လှုပ်ပေးဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။သူတို့တွေတက်ခိုက်ရင်ပဲတိတ်ပတ်ဆူကပျက်စီးသွားတဲ့အချိန်အာနီမိုသတိလွတ်နေရုံမှာဘန်ကသူ့ရဲ့ transmoderator ကိုအရယူနိုင်ခဲ့တဲ့အတွက်သူဖန်နီးထားခဲ့တဲ့တက်ရှိတွေကလည်းပုံမှန်အခြေအနေကိုပြန်ရောက်သွားခဲ့ပြီးဖြစ်ပါတယ်။ဘန်ကသူ့သားလမ်းမကိုမလျှောက်ခဲ့ရင်ဒေါက်တာအာနီမိုလိုမျိုးဖြစ်လာမယ်ဆိုတာကိုနားလည်သွားခဲ့ပြီးသူ့လိုချင်တာကိုမရခဲ့ပေမဲ့လေဝါရှင်တန်ဒီစီမျိုးကြီးနဲ့သူ့အမကိုတော့သူ့ရဲ့ကောင်းဆက်ဆံအောင်မြင်စွာခဲ့တင်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါကတော့ဘန်တန်အပိုင်းနည်းဖြစ်ပြီးအပိုင်းသုံးကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ youtube မှာလည်း subscribe လေးလုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်